ဝကိုစိတ်ကဥဆောင်တယ်။ဆရာတော်ဥသောတိကဆရာတော်ကကျွန်တော်ပေါ်အင်မတန်လွှမ်းမိုးမှုကြီးတယ်လေပါပါတယ်။ဘဝဆိုတဲ့အကြောင်းကပထမဆုံးပေါ့။အဲ့ဒီနောက်ဆောက်အုပ်အားလုံးလိုလိုကျွန်တော်ဝဲတယ်အကြိမ်ကြိမ်ဖတ်တယ်စိတ်ညစ်လဲဖတ်တယ်လမ်းပြောက်တယ်လို့ခံစားနေရရင်လည်းဖတ်တယ်။ကိုရက်ကပဲတိုက်တိုက်ဆိုင်ဆိုင်အမတယောက်စီကနေစာအုပ်လက်ဆောင်ရတယ် ဘဝကိုစိတ်ကဥဆောင်သည်တဲ့မဖက်ရသေးတာမို့ကျွန်တော်အတွက်တော့အစ်စ်ပေါ့စာအုပ်နမည်နဲ့တင်တွေးစရာအတော်များများကရနေပြီဒီ၄နှစ်ကျော်၅နှစ်နေပါအချိန်ဟာကျွန်တော်ဘဝမှာလူတဘောလူမနှောတွေအတော်တိခွင်တွေးခွင်ရခဲ့တဲ့ကာလဖြစ်ပါတယ်လူမှာစိတ်ကောင်းဆိုတာမရှိဘူးစိတ်ဆိုးစိတ်ယုတ်ဆိုတာလည်းမရှိဘူးဖြစ်ဖြစ်လာတာ ဖြစ်လာတဲ့စိတ်အလျောက်ကျွန်တော်တို့ပြုမူကြတယ်ပြောဆိုကြတယ်တုံ့ပြန်ကြတယ်ဒီလူကနေလူကောင်းလားလူဆိုးလားဖြစ်လာကြတာမနာလိုစိတ်ကြောင့်တပားလူထိခိုက်ပျက်စီးအောင်ကြံစီလှုပ်ဆောင်ရင်းနဲ့ကိုကိုကိုစွဲချသွားတဲ့သူတွေအများကြီးမြင်ရတယ်လူရမဝင်တဲ့အခါဖြစ်လာတဲ့တိမ်ငယ်စိတ်ကိုမထိန်နိုင်ရာကနေအပြောဆိုတွေအတွေးခေါ်တွေကပို့ချော်ထွက်လာရော့ ပိုပိုပြီးလူမှုဝန်းကျင်ရဲ့အပြင်ကိုရောက်သွားတဲ့သူတွေလည်းတွေ့ရတယ်။ငွေကြီးနမဲကြော်ကြားမှုလက်ခုပ်တန်းယာတူးအာနာလက်နက်စတဲ့စိတ်ကိုရင်မှုစေတတ်တဲ့အရာတွေနဲ့ထိတွေ့မိပြီးပြောင်းလဲသွားတဲ့သူတွေကတော့ပြောမကုန်နိုင်အောင်ပဲပေါ့။တကယ်တော့စိတ်ဆိုတာရှောင်ရှားလို့မရဘူး။ဖိနှိပ်လို့လည်းမရဘူး။ပြင်ပအာယုံနဲ့ထိတွေ့ရင်ဖြစ်လာတာကိုစိတ်လို့ခေါ်တာအလိုလျောက်သဘောဆန်တယ် ရမ်းမုန်းတိတဲ့လူတယောက်ကိုမြင်ရင်သူ့အတန်ကြားမိရင်သူ့ကြောင်တွေးမိရင်ဒေါသစိတ်ကဘယ်သူမှမစိုးဖြစ်တတ်တယ်။ကိုကြည့်မရတဲ့သူဆဲခံနေရရင်လေဝမ်းသာတဲ့စိတ်ဖြစ်ကြတာပဲ။တယောက်ယောက်ကိုထက်သာသွားရင်ပိုပြီးအဆင်ပြေနေရင်မနာလိုတဲ့စိတ်ရောကျွန်တော်တို့မှမဖြစ်လို့လား။ဖြစ်ကြတာကြီးပါပဲ။ဝင်ခန္ဓာရယ်ဝင်မခန္ဓာရယ်တရိနဲ့ကင်တွယ်နိုင်တဲ့သူရယ် ီစိတ်ရဲ့တားကောင်ဖြစ်သွားသူရဲ့ပဲကြွားသွားကြတာပါ။ဒါကြောင့်ဘဝကိုစိတ်ကဥဆောင်တယ်ဆိုတာလေးသိတဲ့ဘောကြမိတယ်။ဟုတ်လိုက်တာ။ကိုယ့်ဘဝကိုဒီစိတ်ကပဲပြတ်ထန်းသွားတာပဲ။ပုံဖော်သွားတာပဲ။ဥဆောင်သွားတာပဲ။မနာလိုတဲ့စိတ်တွေ၊တင်ငယ်စိတ်တွေများနေသလား။အဲ့ဒီစိတ်ကပဲတပားလူကိုရောကိုယ့်ဘဝကိုပါရုံဆိုးအကြီးတန်းစေလိမ့်မယ်။ ။လောဘတွေဒေါသတွေနဲ့ဘလို့မှမမြင်နိုင်တော့လောက်အောင်ကမ်းနေပြီလား။စာတင်ကြောင်းစေးယုံတွေပါမချမ်း။လူမမဲ့ကလေးတွေကိုကအစရန်သူလိုမြင်နေလိမ့်မယ်။တဏှာရာဂတွေချိန်မနိုင်သိမ့်မရဖြစ်နေလား။လူမှုရေးမှာအမားတွေကျူးလွန်မိလိမ့်မယ်။အဆက်ကွဲရတာတွေကြုံရလိမ့်မယ်။ဒီအတွက်စိတ်တန့်ရှင်ကြီးကတိတ်ရေးကြီးတာမထိန်လိုက်နိုင်တာနဲ့နောင်တရစရာတွေလုံးမိသွားတယ်ရော။ နောင်တကင်းတဲ့လူဆိုတာတော့လောကမှာအတော်ရှားလိမ့်မယ်။မပြောသင့်ဘဲပြောမိခဲ့တဲ့စကားတွေမပို့သင့်ဘဲပို့မိခဲ့တဲ့စာတွေမလုံသင့်ဘဲလုံခဲ့မိတဲ့ရွေးချယ်မှုတွေအများကြီးပေါ့ကျွန်တော်မှလည်းရှိတာပဲပြန်စဉ်းစားကြည့်တဲ့အခါဘာကြောင့်မှားသွားတယ်လဲလို့မေးရင်စိတ်ခံစားချက်ရဲ့သားကောင်ဖြစ်ခဲ့တာပဲဒါကြောင့်စိတ်ဆိုတာအဖြစ်တရားဆိုတဲ့သဘောကိုအငြင်းနှလုံးသွင်းထားဖို့လိုတယ် ဒါဆိုလောကမှာပြည့်ပြည့်စုံတဲ့လူဘယ်သူမှမရှိဘူးဆိုတာလေနားလည်သွားမယ်။ကိုတိတ်ကောင်မှယုံကြည်လေးစားတဲ့သူမှလည်းအမောင်ဘတ်ချံရှိတယ်ဆိုတာနားလည်ပေးနိုင်လာလိမ့်မယ်။ဘယ်သူကမှလည်းအလွန်ကြီးမကိုးကွယ်တော့သလိုတော်ရုံတယုံလောက်နဲ့ဘယ်သူကမှလည်းအထင်သေးကဲ့ရဲ့ခြင်းတိတ်မရှိတော့ဘူး။အားလုံးဟာကို့မှာဖြစ်တည်လာတဲ့စိတ်နဲ့အဲ့ဒီစိတ်ကိုဘလောက်ကိုင်းထွယ်နိုင်တယ်လဲဆိုတဲ့ပုံမူတည်ပြီးပဲ ကောင်းချင်းဆိုးချင်းတွေလုံးမိနေတာလို့ပို့သဘောပေါက်လာမယ်။ကို့မှာစိတ်ကောင်းလေးတွေခဏခဏဖြစ်နေအောင်ကြိုးစားမယ်။မကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါသတိထားမိအောင်လေ့ကျင့်မယ်။ဖြစ်လာတိုင်းမှာအဲ့ဒီစိတ်ရဲ့တားကောင်အဖြစ်မခံပဲကိုကိုကိုထိန်းကြောင်းမယ်စင်ကျင်မယ်ဒီနီးကပဲကို့အဆင့်တန်းနဲ့ကိုမနှိမ့်မိအောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အများရန်လဲရေးခဲ့သလို ဓမ္မနဲ့အာဓမ္မရှင်လာတဲ့အခါဓမ္မဘက်ကရက်တည်ရတာတိတ်ခတ်ပါတယ်။မလို့ဆိုတော့အားကျေးသူတွေကအနိုင်ကျင့်လို့အကြံဖတ်လို့ရစမြဲမို့အဲ့ဒီလိုမဟုတ်မမှန်လှုပ်ခွင့်ရနေပြီလို့ဆိုကြတဲ့ကသူတို့ဟာအားတစ်ခုခုတော့ကြီးနေတာသိကြပါတယ်။အဲ့ဒါကိုအန်တုရင်ဆိုင်မယ်ဆိုကိုယ့်ဘက်မှာအထိနာဖို့ကြီးပါပဲ။ဒါဖြင့်မလို့အဲ့ဒီလိုရက်တည်ကြတယ်လေ။ရွေးချယ်ကြတယ်လေ။ မင်းဆိုင်ကြတယ်လေ။တတိလိုလို့တော့မင်းတို့ဘာရလဲလို့မင်းရင်စိတ်ကိုပဲရတာပါ။မာစိတ်လဲဆိုတော့ကိုကိုကိုလေးစားတဲ့စိတ်။ဘသူမျက်နာကိုမဆိုတက်တက်ကြည့်ရတဲ့စိတ်။ကိုယုံကြည်ချက်နဲ့ရွေးချယ်မှုအပြောနဲ့အလုပ်ထပ်တူကြနေတဲ့အတွက်ကိုကိုကိုရှက်နေစရာမလိုတဲ့စိတ်။ဒါတွေပဲရလိုက်တာပါ။ဒါဆိုရင် မိသားစုလိုနေမယ်ဆိုဘာစိတ်တွေရမလဲလူခန္ဓာကိုကတော့အေးစစ်စစ်တသက်တသာနေရမယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ကတော့ပျော်မှာမဟုတ်ဘူးပျော်နိုင်တဲ့သူတွေကတော့ပျော်လိမ့်မယ်ပေါ့ဒါကသူတို့ကိစ္စကိုကိစ္စကကိုတခုခုလောက်တော့မယ်ဆိုတိုင်းဘာစိတ်ပြန်ရမှာလဲဆိုတာကိုဒါစဉ်းစားအဲ့ဒီစိတ်ဟာကိုလောက်တဲ့လောက်ရရဲ့ immediate reward ပဲချက်ချင်းလက်ငင်းရတဲ့စုလက်ပေါ့ ဘသူဘဝမှာမစိုးဘာကိုရွေးရမယ်မသိတဲ့လမ်းစုံလမ်းကွာအခြေအနေတွေအုံနောက်နဲ့နှလုံးသားအားပြန်ရတာတွေဖြစ်ချင်တာနဲ့ဖြစ်တင်တာကိုရွေးချယ်ရတာတွေတစ်ချိန်မဟုတ်တစ်ချိန်ရှိကြမှာပါပဲနှစ်ဘက်စလုံးမှာဘယ်ဘက်ရွေးရွေးနာကျင်ရတာတွေထိခိုက်ရတာတွေရှိမယ်ဘလို့ပဲဖြစ်ဖြစ်ဒီရွေးချယ်မှုကနေငါဘာစိတ်ကလေးပြန်ရမှာလဲဆိုတော့မေးခွန်းနဲ့စစ်ချကြည့်လိုက်ရင်တော့ ကျွန်တော်ထင်တယ်အတိုင်းတာတစ်ခုထိအဖြစ်ရသွားပါလိမ့်မယ်ဒေါက်တာဖြိုးဒီဟာ14ရက်9လ2025